အတွင်းလူ အပြင်ထုတ်ခြင်းအကြီးအကဲဖြစ်သောသူမှန်သည်များသည်အသာတင်သူအပြင်ထားတင်သူအနီးနား၌ထားတင်သူအဝေး၌ထားတင်သူစသည်ဖြင့်ပရိသတ်အချွေယံကိုအံဝင်ဝင်ကြဖြစ်အောင်ထားတတ်မှသာဖြင့်အရှိအကြာချမ်းသာစီးပွားတိုးတက်၏မိမိအချွေယံကို နေရာတကျမထားတတ်လျင်မကျင်တဲ့သူများပြား၍အတွင်မိထကကျစီခြင်းမလား ပြည့်စည်ရတတ်၏ရှေးခါကမိုင်မဲသောနိတိညီကိုမတည်တော့မြေခွေးညိုတကောင်သည်တရိษံအပေါင်းတို့၏မင်းအဖြစ်သို့ရောက်ပြီးမှ အတွင်းလူကိုအပြင်ထုံးမိသည်ဖြင့်အတွင်းမိတောက်၍ပြည့်စည်ခြင်းသို့ရောက်ခဲ့ရဘူး၏မလိန်မာသောမြေခွေးညိုရှေးခါကမြေခွေးတကောင်သည်ညအခါနိမိတော်အတိုင်းမြို့စုံမြို့သားတို့ဝင်၍ လှဲ့လေကျဆားလေတော့အမတ်တမဲမဲနေရည်တခြင်းတစ်ခု၌ကြလေ၏ထိုအခါမြေဝေးလီစူးစား၍တက်ပါတော့လေမဲနေရည်စခြင်းမှာ မတက်နိုင်တော့သည်ဖြင့်နည်းနည်းလင်းသောအခါ အသေးဟန်ဆောင်၍နေရလေ၏မဲနေရည်စခြင်းအရှင်လဲအိယာမထား၍မဲနေရည်စခြင်း၌ကြနေသောမြေဝေးကိုမြင်လေအသေးဟုပင်ချိန်မဲ့သောကြောင့်မြေခွေးကို စကြင်းမှဆဲထုတ်၍ဝေးရာသို့ယူဆောင်ကာစွန့်ကြည့်ထို့နောက်မြေခွေသည်မိမိနေရာတောရက်သို့ပြန်လာခဲ့၏တောရက်သို့ရောက်၍မိမိကိုယ်သည်မျိုးသောအစဉ်ရှိသည်ကို မြင်တော့ဤသို့အကြံထုတ်၏ငါသည်ယခုအခါမြတ်သောအစဉ်ကို ဆောင်၏ထိုအစဉ်ကိုအကြောင်းပြု၍မိမိ၏မြင့်မြတ်ခြင်းကိုလည်းအဘဲကြောင့် မပြုတ်နိုင်ပဲရှိရည်။ထို့နောက်မြေခွေးညိုသည်မြေခွေးပေါင်းကိုခေါ်ယူ၍ဤတို့ပြောဆို၏အချင်းတို့ဘုံကြီးသောတောဆောင်နမင်းသည်မိမိဤလက်ဖြင့်ငါ့ကိုတောပင်ဖြစ်၌အလုံးစုံသောစေရတို့ဖြင့်တုံးလောင်းအပ်ပြီးငါ့ကိုတောပင်အဖြစ်အဘိတ်တိတ်တွန်းလိုက်ပေ၏။ငါ၏အစဉ်ကိုကြည်ကြကုန်သောထို့ကြောင့်ယနေ့မှစ၍ငါအမိတ်အာနာဖြင့်သာတောရရ၌နေထိုင်ကြရမည်။ ထိုအခါမြေခွေးတို့သည်မြေခွေးညိုဤမျိုးပြသော ထူးခြားသည့်အစင်းကိုမြင်ရ၍ယုံကြည်ကြပြီလင် အင်္ဂါရှစ်ပါးကြညီစွာ ရှစ်ခိုးကြပြီလင်ဤသို့ဆိုကြကုန်၏အရှင်မင်းမြတ်အမိန်တော်အတိုင်းပါဤသို့သောနည်းဖြင့်သာလင်မြေခွေးညိုသည်တပြေပြေအလုံးစုံသောတောနေတရဝါတို့ဤမင်းအဖြစ်သို့ရောက်လေ၏ထိုအခါမြေခွေးညိုသည်မိမိအနှွဲဖြစ်သော မြေခွေးပေါင်းတို့ကိုခြံရံလျက်မင်းပြူ၍အုပ်စိုး၏နောက်က၌ကမြေခွေးညူသည်ချင်းသေးတေကြာစားသောမြက်သောအခြံရံတို့ကိုလည်းရရှိလာလေ၏ထိုအခါပရိသတ်ညာပြသောအစီဝေး၌မိမိနှင့်ဇတ်တူမြေခွေးတို့ကိုမြင်လေရှက်သောကြောင့်အရေးတည်ယူမပြုတော့ဘဲအလုံးစုံသော မြေခွေးတို့ကို ဝေးအောင်ပြုလို့၏ အပြင်ဘက်သို့ပယ်ထုတ်၏ညီကွေးပေါင်းတို့သည်မင်းပြူလူညီကွေးညိုကပယ်ထုတ်သည်ဖြင့်ညားစွာညှိုးငယ်ပင်ပန်းကြပါ၏ထိုအခါညီကွေးပေါင်းတို့ညှိုးငယ်ပင်ပန်းကြသည်ကို မြင်သည်ဖြင့်ညီကွေးအိုတကောင်သည်ဤသို့ဆို၏အချင်းတို့မပင်ပန်းကြကုန်လေမညှိုးငယ်ကြကုန်လေနီတိနီကိုမတိတော့ဤညီကွေးသည်လျှို့ဝှက်ချက်ကိုတည်တော့ငါတို့ မြေကွေးအမျိုးသားတို့ကိုနှိမ့်ဆက်ခဲ့ကြပြီထို့ကြောင့်ငါတို့သည်ဤမြေကွေးဤပျက်စီးရာပျက်စီးကြောင်းကိုမလွဲမရှောင်သာပဲပြုလုပ်သင်ကြပေ၏အကြောင်းမူကားဤချင်းသည်တေကြာစာတော်သားရဲ့တို့သည် အစင်းဖြင့်အလှဲစားခြင်းခံရသောကြောင့်မြေခွေးဟူ၍မတိကြပဲဤမြေခွေးကိုဘယင်ဟူ၍မှတ်တင်နေကြသည်ငါတို့သည်ဤမြေခွေးကိုတားရဲတို့က မြေခွေးမဲသည့်အောင်ပြုလုပ်ကြရမည်ဤကိစ္စအတွေ့အသင်တို့အားလုံးသည်ငါပြောဆိုသည့်အတိုင်းသာပြုလုပ်ကြရမည်အချင်းတို့မြေခွေးအားလုံးတို့သည်ဤညက်နေအချိန်တွင်ဤမြေခွေး၏အနီး၌ကျဲလောင်စွာဥဒံကို တပြိုင်နက်တည်းပြုလုပ်ကြကုန်သောထိုဥဒံကိုကြားလျင်ဤမြေခွေးသည်မိမိ၏ဇာတဘောအပြင်ယောနှော၍ဥလိမ့်၏အကြောင်းမူကား တရဝမန်သမ ्या သည်မိမိ၏မူလသဘောကိုလွန်မြောက်နိုင်ခဲ့၏။ပွေးကိုအကယ်၍ပင်နင်းမြောက် စေကားမူထိုပွေးသည်ခနက်ကိုအဘဲကြောင့်မစားဘဲရှိရင်နီ။ယင်းတို့ဥသောအခါကြားသည်မြေခွင်းညို့ကိုမြေခွင်းမှန်သည်၍ကိုက်တက်ပေလိမ့်မည်။ထို့နောက်ညနေစည်းသာရောက်သောအခါမြေခွေးအိုကြီးပြောဆိုထားသည့်အတိုင်းပင်မြေခွေးအပေါင်းတို့သည် ညီဝိညိုနီတို့သွား၍ကျဲလောင်စွာအတန်ဖြင့်ဓမြိုင်နှင့်ပူကြကုန်၏တောကမြေဝိညိုလည်းမိမိ၏မြေခွေးဆက်သဘောမထိန်ချုံနိုင်ပေမြေခွေးတို့နှင့်ရော၍ဥလေ၏မြေခွေးညို၏ဥဒံကိုကြားသောကြားသည်မြေခွေးမှန်သည့်၍မြေခွေးညို့ကိုတခါတည်းကြိုက်တက်လိုက်လေတည်းထို့ကြောင့်ပညာရှိတို့သည်ဤသို့မိတ်ဆွေကြကုန်၏ မိမိအလွင်လူဖြစ်သောရန်သူသည်မိမိ၏ကြော့ပွဲခါခွက်ကို၎င်းလှုပ်ဝက်ချက်ကို၎င်းစွမ်းအားကို၎င်းတည်၏ထို့ကြောင့်အတွင်ရန်သူတစ်ခေါင်း၌ဖြစ်သောမိသည်၆တရားနေသောထိုသည့်ပြည်ကြီးပင် လောင်တကဲ့သို့ပျက်စီးအောင်ပြုတတ်လေတည်းတင်ကန်းစာအချင်းအတွင်လူကို အပြင်းမထုတ်ရအပြင်းလူကို အတွင်မသွင်းရအမျိုးသားချင်း mình nhìn gì á